မဟာရေလွှမ်းပုတ်ခြင်းရဲ့ပြုဝတ်စံကျဲမှုတမိုင်းရဲ့အမှန်တူတဲမှာလူသားမျိုးနွယ်ကိုအမြင့်ပြတ်သွားစေလို့နေပါဖြစ်စေခဲ့တဲ့ကြီးမားတဲ့ကပေတစ်ခုရှိခဲ့ဘူးပါသလားကဘာမီကိုရေတွေလွှမ်းမိုးခဲ့တဲ့မဟာရေလွှမ်းမိုးခြင်းအကြောင်းကိုသင်ကြားပူမှာပါဒီရေလွှမ်းမိုးခြင်းကနေလူသားတွေနဲ့တရိတ်ဆန်တွေကိုကယ်တင်ခဲ့တယ်ဆိုရက်နော်အေရဲ့လူဝတ်စံကျဲတဲ့တင်မောကြီးကနေတကယ်ပဲရှိခဲ့ဘူးပါသလားဒီနေ့ဒီမီကွန်းရဲ့အဖြစ်ကိုအတူတူရှာဖွေကြည့်ကြရအောင်ကျန်းစာတွေကနော်အေတင်မော ကဘာဦးကျန်းအရာဖျားသခင်ကကဘာမီပေါ်ကမကားမှုတွေကိုဖယ်ရှားဖို့ရည်လွမ်းမမှုကြီးကိုဆဲလွတ်ခဲ့ပါတယ်။ဒီချိန်မှာဖျားသခင်ရဲ့ညွှန်ကြားချက်အတိုင်းနော်အီးဆိုတဲ့လူတစ်ယောက်ဟာကြီးမားရဲ့တက်တာတင်မောကြီးတစ်စင်းကိုတိဆောက်ခဲ့ရပါတယ်။နော်အီးမှာမယားတယောက်တားတောင်းရောက်ရှိပါတယ်။တားတယောက်စီမှာမိမတယောက်စီရှိတယ်။ဒါကြောင့်နော်အီးအိမ်နောက်မှာမိသားစု၈ယောက်ရှိရဲ့ပေါ့။နော်အီးနဲ့သူသားတွေကဖျားသခင်စကားကိုနားထောင်ပြီးတင်မောကိုစတင်ဆောက်လုပ်ကြတာပေါ့။ ဒါပေမဲ့တခြားသူတွေကြတော့ဟားတိုက်ပြီးရဲကြတယ်။ဖျားသခင်ဘာလို့တော့မယ်ဆိုပြီးနော်အီပြောတဲ့အခါဘသူမှမယုံခဲ့ကြပါဘူး။နှစ်တွေအကြာကြီးတိဆောက်ပြီးရဲ့နောက်မှာတော့တင်းမော်ကြီးဟာပြီးစီးသွားခဲ့ပါပြီ။ဒီတင်းမော်ထဲမှာနော်အီရဲ့မိသားစုပြီးတော့ကဘာပေါ်ရှိတတဝါမျိုးစိတ်တိုင်းကအဖိုးတကောင် အမတကောင်စီပါဝင်ခဲ့ကြပါပြီ။နော်အီတို့တင်းမော်ကြီးပေါ်ရောက်ပြီးမကြခင်မှာပဲဘိုးတီးထန်စွာရွာသွန်းပြီးခဏလေးအတွင်းမှာပဲရီရီကြီးလာခဲ့ပါတော့တယ်။ နေ့40ည40အဆက်မပြတ်မိုးရေရွာ ရေတွေကြီးခဲ့ပြီးနောက်မှာတော့တင်းမောကြီးဟာအာရာရက်တောင်ပေါ်မှာစိုက်ကတ်ခဲ့တယ်လို့ကျန်းစာမှာဖော်ပြထားပါတယ်။ဒီဇလန်းကိုနှစ်ထောင်ပေါင်းများစွာကဘာတဝင်းကလူတွေကိုစိတ်ဝင်စားစေခဲ့ပါတယ်။ဒါပေမဲ့ဒါကတဏှာကြီးတသက်လားဒါမှမဟုတ်တကယ်ပဲဒီတင်းမောကြီးရဲ့အကျဉ်းကျန်တွေရှိနေနိုင်လား။တူရကီမှထူခြားသောတွေ့ရှိချက်နော်အီတင်းမောဟာတဏှာကြီးလားသမိုင်းလားဆိုတာကိုဖြေဖို့အတွက် အာရတ်တောင်ရှိရာတူရကီအရှိပိုင်းကိုသွားကြည့်လိုက်ကြရအောင်ဒီနေရာမှာဒူရုဖင်နာဖော်မေးရှင်းလို့ခေါ်တဲ့မြို့ဝတ်စမ်းကျဲတဲ့တင်မောပုံစံတောင်ကုန်းတစ်ခုရှိနေပါတယ်။လွန်ခဲ့တဲ့၁၀ဆနှစ်ပေါင်းများစွာကလေးကဒီနေရာဟာနော်အီတင်မောရဲ့နေရာလားဆိုပြီးခံမှန်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့မကြသေးခင်ကအမေရိကန်သုတေသနအဖွဲ့တစ်ခုကဒီနေရာကိုအသီးစိတ်လိလာမှုတွေကိုစတင်ခဲ့ပါတယ်။သူတို့ဟာမြေအားစူးစမ်းလေ့လာရင်းဤပညာတွေကိုအသုံးပြုပြီးအမကန်းဖွယ်အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ဲ့ဒါကတော့သင်းမောပုံတံအောက်မှာကြီးမားရဲဥမင်လိုက်ကောင်းတစ်ခုကိုတွေ့ရှိခဲ့တာပါဒီဥမင်လိုက်ကောင်းဟာကျန်းစာတွေကသင်းမောရဲ့အရွယ်စားနဲ့အံ့ဩစရာကောင်းလာအောင်ကန့်ညီနေရလို့ဆိုပါသူတို့ဟာဒီဖွဲ့စည်းမှုအတွင်မှာတစ်သားအပိုင်းအစတွေတတုအပိုင်းစတွေလိုမျိုးပုံမှန်မဟုတ်တဲ့ပစ္စည်းတွေကိုလည်းတွေ့ခဲ့တယ်လို့ပြောပါတယ်။ဒီတွေ့ရှိချက်တွေဟာနော်အေးသင်းမောနဲ့ပတ်သက်တဲ့ရှာဖွေမှုတွေမှာအရေးကြီးတဲ့အလဲပြန်တစ်ခုပါပဲ။ဖြစ်နိုင်ခြေများနဲ့စိန်ခေါ်မှုများဒါဆိုဒါကနော်အေးသင်းမောတကယ်ပဲလား သူတွေဒီတွေကဒီနေရာဟာဘူမိဗေဒဆိုင်ရာအဖြစ်ပြက်တက်တမ်းမဟုတ်ပဲလူသားတွေတိစောက်ခဲ့တဲ့အရာတစ်ခုရဲ့အကျဉ်းကျန်တွေဖြစ်တယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့အချို့အမှုပညာရှင်တွေကတော့ဒရုပင်နာဖော်မေးရှင်းဟာသဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ဘူမိဗေဒဆိုင်ရာဖွဲ့စည်းမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ပြီးတော့တွေ့ရှိခဲ့တဲ့ပစ္စည်းတွေဟာလည်းသဘာဝပစ္စည်းတွေဖြစ်နိုင်တယ်လို့အခိုင်အမာပြောဆိုနေပါတယ်။ဒီတွေ့ရှိချက်အစ်စ်တွေဟာနော်အီသင်းမောင်းရဲ့လျှို့ဝှက်စမ်းကြဲမှုကိုပုံပြီးစိတ်ဝင်စားစရာကောင်းလာစေပါတယ်။ အပြည့်မထွက်သေးသောမိကွန်။နော်ဤသင်မောဟာရှီဟောင်းတနအီတက်တက်လား။ဒါမှမဟုတ်တမိုင်းဝင်အဖြစ်ပြက်တစ်ခုလားဆိုတာဆက်လက်ဆောင်ကြည့်ရအောင်ပါ။ဒါပေမဲ့အခုလိုရှောက်ပြေးတွေ့ရှိမှုတွေဟာအတိတ်ရဲ့လျှို့ဝှက်စမ်းကြဲမှုတွေကိုပိုပြီးဆွဲဆောင်စေပါ යි ။ဒီဗီဒီယိုကိုကြည့်ပြီးသင်ဘလို့ထင်မြင်လိုက်။နော်ဤသင်မောဟာတကယ်ပဲတရှိခဲ့ဘူးရဲ့လို့သင်ယုံကြည်ပါသလား။ comment မှာဝင်ရောက်ဆွေးနွေးခဲ့ပြီးပါအောင်။ဗီဒီယိုကိုနှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်။